္ဂလာပါခင်ဗျာဒီနေ့စီစဉ်ကတော့ debate ထူးခြားဖြစ်ခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးတုံ့သက်တင်ဆက်ပေးမယ် DPP Weekly News Digest အစီအစဉ်ဖြစ်ပါတယ်ဒီစီစဉ်ကိုတော့ကျွန်တော်ပီတာအောင်နဲ့အတူ DPP ကဝိုင်းသတင်းမာတွေဖြစ်တဲ့ဦးမောင်တူကိုတောင်းဝင်းထွန်းနဲ့အထူးပိတ်ကြားထားတဲ့ Medical Health စိတ်ပညာအထူးပြု Master နဲ့တက်ရောက်နေတဲ့ Dr. Mo Sinne တို့ကပါဝင်ဆွေးနွေးပေးသကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကုသင်းဘက်မှာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကတော့မြန်မာနိုင်ငံမှာလူပေါင်း၄၀၀၀လောက်တည်ဆုံခဲ့ရတယ်။အင်အားပြင်းကလေးကုညီပြို့လာတဲ့နိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေကတော့ပြန်လည်ထွက်ခွာသွားနေကြပါပြီ ်အလင်ကြောင်းဒီအပျက်စီးတွေကိုရှင်းလင်းပြီးတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်ကြပြီမြဲအကူညီမရလို့ပြည်သူတွေအခက်အခဲတွေ့နေတဲ့တဲ့ရင်နောက်အလင်တန်းပြင်းထန်စွာခံခဲ့ရတဲ့စကိုင်းနဲ့မန်လေးဒေသတွေမှာဒေသခံပြည်သူတွေဟာဒီပြားရရန်ကဝိုင်းရှော့ဝမ်ပြေရောကစတဲ့ကုဆေရောကတွေဒါဖြစ်ပေါ်နေတဲ့တဲ့ရင်နောက်လို့တမကတွင်မှုချုပ်ကမြန်မာနိုင်ငံဆိုင်ရာဒူကိုစလေဂျူလီပီရှော့ဟာမြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တာရှိသလိုငလင်ဘေးဒေသမန်လေးကိုတွားရောက်ခဲ့ပြီးတော့ ဥသားချင်းဆန္ဒမှုကူညီရေးအများပြားလိုအပ်နေတဲ့အတွက်နိုင်ငံကောက်ကိုအကူအညီပေးကြဖို့တိုက်တွန်းလိုက်တဲ့သတင်းရှိပါတယ်။နောက်တစ်ခါမြန်မာနိုင်ငံမှာငလီမေးကြုံရပေမဲ့စစ်ကောင်စီတပ်ကနိုင်ငံတော်မှာရဲသားပြည်သူတို့မှာပြင်းထန်တဲ့လေကြောင်းမုန်းကြဲတိုက်ခိုက်မှုတွေနောက်လူမဆန်တဲ့ရဲစဲကြဲကြုံမှုတွေဆက်လက်ပြုလုပ်နေတဲ့အတွက်လက်နက်နဲ့လင်းစီပိတ်ဆို့တက်ခတ်ပေးဖို့ဆိုပြီးတော့မြန်မာတမန်ကြီးဦးစုံမတော်ကကလတ်တမ်ကမှာထပ်ပြီးတော့တောက်ဆူလိုက်တဲ့တဲ့ရင်။နောက်အာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့နိုင်ငံရေးဝန်ကြီးကတော့မြန်မာ စစ်ကောင်စီနေနဲ့လက်ရှိကျင်းပထားတဲ့ပြစ်ခတ်ရစေးကာလတဲ့ပို့ပြီးတော့အချိန်တိုးမြင့်ဖို့ဆိုပြီးတော့တိုက်တွန်းလိုက်တာရှိပါတယ်။ကျောင်းဒီပြစ်ခတ်တွေယာယီရက်ဆိုင်ထားမယ်ဆိုပြီးတော့စစ်ကောင်စီဘက်ကရောအယူဂျီနဲ့တိုင်းသားလက်နက်ကင်ဖွဲ့တွေကပါကျင်းပထားပြီးမယ်။ဒီ ISP မြန်မာရဲ့စင်ရဆိုရင်တော့ငလင်လို့ပြီးနောက်မှာနိုင်ငံတော်မှုနယ်ပေါင်း40လောက်မှာဒီကျောင်းတိုက်ခတ်မှုအချိန်ပေါင်း160ကျော်ပြုလုပ်ခဲ့ပြီးတော့ဝင်းတိုမြို့နယ်မှာတော့ဒီစစ်တပ်ရဲ့ အကြောင်းပေါ်ကြတိုက်ခတ်မှုကြောင့်ကလင်းငယ်ရင်နဲ့မြို့သမီးတွေပါဝင်ရောက်30နီးပါးတည်ဆုံခဲ့ရရှိပါတယ်။နောက်ဒေါ်လာရင်တပ်ဖွဲ့တွေဘက်ကလည်းမူလကြီးမှန်ထားတဲ့အတိုင်းထိုးစစ်တွေဆက်ပြီးလုပ်နေရမှာစကိုင်းတိုင်းအင်းတော်မျိုးကိုသိမ်းပိုက်ခဲ့ပြီးတော့တပ်မှ80ခုတပ်မှမူဗမူကျောက်အောင်တဲ့ဦးပေါဝင်စစ်တုံးမှတရားလောက်ကိုအရှင်ဖက်စီရမိခဲ့တယ်လို့ဖလန်းမျိုးနယ်မှာလည်းချင်းကြီးနောက်တပ်ဖွဲ့တွေကဖလန်းမျိုးနယ်တစ်ခုလုံးကိုအပြစ်သက်သိမ်းပိုက်ခဲ့တာရှိပါတယ်။နောက်ရှုံမှာတော့ဒီတရုတ်ရဲ့ PR ကြောင့် အဗီလာမကုံခင်မှာပဲ MND ကိုကန်တက်ကလာရှုမျိုးကိုစစ်ကောင်စီတန်းပြန်ပြီးတော့လဲပြောင်းပေးဖို့ရှိနေတဲ့တဲ့။နောက်တစ်ခါရေကောက်ဘွေးကိုဒီဇင်ဘာလမှာကျင်းပမှာဖြစ်လို့နိုင်ငံရေးပါတီတွေပါတီထူထောင်လာတဲ့မပုံတင်လာတွေကိုဗီလာကိုရနေတော့ဆုံးတာလောက်ကြဖို့ဒီစစ်ကောင်စီဩဇာကံ ရောင်းစည်းကောက်ပွဲကော်မရှင်ကထုတ်ပြန်ကျင်းလာတဲ့သတင်းရှိပါတယ်။အောက်စီဝါရီသတင်းပမာလဲဒီငလင်းတန်ကြောင့်မန်လေးမြို့မှာရှိတဲ့ကြောက်စိမ့်စည်းခွင်နဲ့တခြားစီဝါရီလုပ်ငန်းတွေပုံမှန်ရက်ဆိုင်ပြည်စည်းတော့ရှိပါတယ်။နောက်အီရော်တိုင်းမှာတော့ငလင်းတန်တဲ့ဒေသတွေကိုတင်ပို့ရောက်ချနေတဲ့ရေတွဲကုန်ပစ္စည်းတွေလမ်းမဆက်သွယ်ရေးခက်ခဲကြောင်းမတင်ပို့နိုင်တဲ့သတင်း။နောက်ဒီနေ့မြန်မာယူအတဆကြံမှာတော့တကြံနဲ့ပတ်သက်တဲ့ရေကစားတဲ့ပစ္စည်းတွေအယောင်းဝယ်ပါနေတဲ့သတင်းတွေရှိပါတယ်။နောက်နိုင်ငံတော်သတင်းပမာတော့ထရန့်ကဒီနိုင်ငံတော်မြန်မာမှာချမှတ်ထားတဲ့ကွန် စီချက်မှုတွေကိုရပောင်း90ဆိုင်ကလိုက်ပြီမဲ့တရုတ်ကတော့စီချက်ကုန်125ရာခိုင်နှုန်းတော့မြင့်တက်လိုက်တာရှိသလိုတရုတ်ဘက်ကလည်းအမေရိကန်ဘက်မှာတင်သွင်းတဲ့ကွန်ပစ္စည်းအားလုံးပေါ်မှာထောက်ဆောင်ခွန်34ရာခိုင်နှုန်းကနေပြီးတော့84ရာခိုင်နှုန်းတိုးမြင့်ကောက်ခံလိုက်တဲ့သတင်းရှိပါတယ်။နောက်အမေရိကန်နိုင်ငံတော်မှာတော့ပြည်နယ်90လောက်မှာသမ္မတဒေါ်နယ်ထရန့်ကိုစန့်ကျင်တဲ့စနပြပွဲတွေဖြစ်ပွားခဲ့တာရှိပါတယ်။နောက်ဒိုမီနီကန်သမ္မတနိုင်ငံမျိုးတော်စန်တိုဒိုမင်ဟိုမျိုးမှာတော့နိုင်ကလပ်အမှုပြိုကျလို့လူပေါင်း200လောက်တည်ဆုံခဲ့တဲ့သတင်းတွေရှိပါတယ်။ မတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာနိုင်ငံမှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းမြင်းကလေးကြီးတဲ့နေပဲဆက်လိုက်ချင်ပါတယ်ဒီစကိုင်းကိုပို့ပြပြလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်ဒါလောက်ခတ်ပြီးနှစ်ပတ်လောက်ကြာမှာတော့ငလင်ပေးပြပြီးသူတွေရဲ့အခြေအနေဘယ်လိုရှိလဲဆိုတာဥမာတို့အရင်ဆုံးပြပြပြပါလားသူတစ်ပြင်းပေါ့နော်ဒီကလေးနဲ့ကြောင့်သူတွေပျက်စီးထိခိုက် များပြီးတော့ရာသီဥတုပူတာလျက်စင်ပြီးပြက်တာရေးမလာတာအလောင်းတွေကိုတေးစကြမစီမံတာတော့တန့်ရှင်းတဲ့ရေးမလာမရှိတဲ့ဒီလိုမျိုး ခက်ခဲတဲ့ကြောင့်ကူးဆက်ရောဂါတွေဖြစ်ပွားနေတဲ့အခြေအနေကိုလေကထားပြပြပေးပါလားခင်ဗျာဒီတော့ဘေးတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာဒီလိုမျိုးယောဂါတွေကတော့ဖြစ်တတ်တယ်ဆိုတာအားလုံးလည်းသိပြီးသားပါအခုကတော့ဟိုဆိုးဆိုးွားတဲ့ပုံတော့9.9 Richter scale ရှိတဲ့ဒီစကိုင်းငလျင်ကြီးကတော့တော်တော်ထိခိုက်သွားတယ်ထိခိုက်သွားတော့ဒီအခုနောက်ဆက်တွဲဆိုလို့ရှိရင်ဒီအဓိကဖြစ်နေတာတွေကကုဆက်ယောဂါတွေဖြစ်နေတယ်ကျွန်တော်တို့ဒီနေ့ဒီမှာတွေ့ရတာဝမ်ယောဂါတို့ ရေတွေကဒီတန်းနေမရတဲ့အခါမှာဒီတန်းနေနောက်ဆက်တွဲပေါ့နော်အရေပြားယောဂါတွေအရာနာယောဂါတွေဖြစ်တယ်။နောက်ကလေးငယ်တွေဆိုရင်ဖျားတာပဲကိုပူဖျားနာအဲ့ဒါမျိုးတွေပေါ့။နောက်တစ်ခုကကြတော့ဟိုလမ်းနေပေါ်မှာအိပ်ရတယ်ဗျ။လမ်းနေပေါ်မှာအိပ်ရတဲ့ခါကျတော့ရာသီဥတုကလက်ရှိမြင်တဲ့ခါပူတယ်လေ။အပူနဲ့ဆိုတော့ပူတယ်အေးတယ်အဲ့လိုကြားထဲမှာဆိုရင်ဒါအေးဖျားနာပေါ့နော်အဲ့လိုမျိုးတွေယောဂတွေကအလူကြီးလူငယ်လူတပြည့်ငယ်ရွယ်တဲ့ကလေးတွေနဲ့တကြီးရွယ်တွေမှာပိုဖြစ်နေတာပေါ့အဲနောက်မူးကိုရတာတို့ ဒီစိတ်ပိုင်းဆိုင်ရာတွေကတော့ပြောကြရမလို့ပါဘူးလို့စိတ်ပိုင်းဆိုင်ရာတော့တော်တော်များများဖြစ်နေတာပေါ့ဆိုတော့အဓိကဆိုဒီမန်လေးဘက်မှာစကိုင်းဘက်မှာဆိုရင်တဲ့ကျွန်တော်ဆက်သွဲတာရည်တမ်းမရတာဆိုရင်ဒါအခုဗလင်ဆောက်လုပ်တယ်အခုဒီပေါ်မရတာရည်တမ်းမရဘူးဆိုတာဟိုအောက်ရည်တွေပြတ်သွားသလိုဒီတမ်းဆက်ယုံနေအကုန်လုံးလဲလူတွေတေပိဖြစ်တဲ့ခါကျတော့လာပြီးရောင်းတာတွေကလည်းနှစ်ပတ်မှတစ်ခါလောက်လာရောင်းတာမျိုးပေါ့နော်အဲ့လိုမျိုးကကျတော့ရည်တမ်းမရတာရှိတယ် အဲ့တော့ယေမတန်နဲ့ယောဂါတွေယာနာတွေဆိုတော့ပြောတဲ့ဟာတွေပေါ့နော်တဲ့အဲ့မှာအများစုသုံးသပ်ကြတာတော့လीဒီဟာတွေကအရင်တည်းကလည်းဒီစိအနာတိတ်ပြီးနောက်ပိုင်းမှာစစ်တွေဖြစ်တယ်စစ်တွေဖြစ်တဲ့အခါမှာလူတွေကပြေးရလောဒုက္ခသည်တွေများတာပေါ့နော်များတော့ခါကြတော့အရင်တည်းကဒါဒုက္ခသည်တွေကများပြပြီးသားဟိုလူတွေအသက်ကျန်မာရေးထိခိုက်လောက်တဲ့အထိလဲကျန်မာရေးဆောင်ရှောက်မှုတွေမရဘူးဆိုပြီးတော့လူ၅သိန်းလောက်မရဘူးဆိုရင်ယူရန်လည်းပြောထားပြီးသားအဲ့ကြားထဲမှာဒီငလျင်ဘေးဒုက္ခသည်တွေထပ်ပြတဲ့ခါကြတော့ နဂူတဲကူကစစ်အာဏာတင်ထားတဲ့ဒီအာဏာပိုင်နေရာလဲသူတို့စစ်တိုက်ဖို့ပဲတည်ကြတာစီမံခန့်ခွဲမှုအားနည်းတယ်မကြွန့်ကျင်ဘူးဒီလိုမျိုးကဲတင်မှုဆိုတော့မှလည်းစေရောကိုပါမပါဘူးအထူးတဖြစ်ရတာဆိုတော့ကွန်ပျူတာအောင်ပြောသွားလို့ပဲဒီစစ်ကိုရပ်ဖို့လိုတယ်28ရက်နေ့ကငလင်လှုပ်လိုက်တာကနေပြီးတော့28ရက်နေ့ကစပြီးပြစ်လိုက်ခတ်လိုက်တတ်လိုက်တာအခုထိပဲငကိုတွေကဟိုလူ၄000ကျော်တည်တယ်လို့သာငလင်ရောက်တည်တယ်လို့သာပြောတာအဲ့ဒီစစ်တပ်၄ရင်နဲ့ပြစ်လို့ဘုံတွေကျဲလို့ ေတာတွေထပ်ပေါင်းရင်အများကြီးဖြစ်နေပြီအဲ့ခါကျတော့ဟိုဒီကျမ်းမာရေးကိစ္စတွေလုပ်ဖို့ပဲဖြစ်ဟိုဖွံ့ဖြိုးရေးကိစ္စတွေလုပ်ဖို့ပဲဖြစ်ဖြစ်ပြန်လည်ထူထောင်ရေးလုပ်ဖို့ပဲဖြစ်ဖြစ်စစ်ကိုတကယ်တိုင်းပြည်ကိုအာဏာယူထားတဲ့စစ်အစိုးရဘက်ကရပ်ဖို့လိုတယ်အဲ့လိုရပ်မှာပဲဒီကယ်ဆယ်ရေးတွေဒီကျမ်းမာရေးတွေဟာပိုကောင်းလာမယ်အခုတော့တိတိကျကျဆိုးွားတဲ့အခြေအနေဖြစ်နေတယ်ငလျင်ဘေးတင်တဲ့လူတွေကအဲ့ဒီလိုပဲပြောလို့ရပါတယ်ခင်ဗျ ကဲပါနောက်ခုမြန်မာပြည်မှာဆိုတော့ငလင်ဘေးကြောင့်တည်ဆုံးသူနဲ့တန်ရသူအပေါင်းလိုက်တော့တောင်းတဲ့ချီရှိရပါတော့ပြီးတော့အင်အားပြင်းငလင်ဘေးဒေသမှာဆိုလူပေါင်း18တန်းကျော်နေထိုင်ပြီးတော့ကိုးတန်းကျော်ကငလင်တန်းကိုအပြင်းထန်ဆုံးခံစားရတယ်ဆိုပြီးတော့ UNO ချားတာကခံမှန်းထုတ်ပြန်ထားတာရှိပါတယ်အဲ့တော့ဆိုတော့ဒီငလင်ကိုတိုက်ရိုက်ခံရတဲ့ပြည်သူတွေကလည်းတန်းနဲ့ချီရှိပြီးတော့တိုက်ရိုက်မခံရတဲ့ဒေသကပြည်သူတွေတော့ကဘာတော်မှာရောက်နေတဲ့ပြည်သူတွေကလည်းဒါငလင်ဘေးတန်းတင်းနေပြင်ရကြားရဆွေမျိုးမိတ်ဆွေပေါင်းတင်းနေဆုံးရှုံးအောင်လို့ဝမ်းနေစိတ်မကောင်း အာဖြစ်နေတာစိတ်တရားတွေရနေကြတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ပြောပြပေးဖို့ကျွန်တော်တို့စိတ်ပညာအထူးပြုလေ့လာနေရပေါ့နော်ဒေါက်တာမိုးကိုကျွန်တော်တို့ဖိတ်ခေါ်ခြင်းပါတယ်ဒီငလင်ဘေးအသင့်ညီမပြည်သူတွေစိတ်တရားတွေရစိတ်ပစ္စည်းမှုတွေစိတ်တော့ကရောက်နေရတဲ့အဲ့ပတ်သက်လို့ဘလို့အကူစားတင်လဲဘလို့မျိုးဆောင်ရဆောင်လဲရှိလဲဆိုတာကျောင်းမရချူတော်ကနေပြီးတော့ဆွေးနွေးပြပါလောက်ခင်ဗျအမ်ဟုတ်ကဲ့အမ်ငနေနဲ့ပတ်သက်ပြီးတော့အခုဖြစ်နေတဲ့ဟာမှာစောစောအဲ ဆယ်မောင်ထူးပြောထားတဲ့ဟာတွေအကုန်လုံးကျုံးဝင်နေပေါ့နော်အဲအဓိကအဖြစ်ကျမတို့ပြောမယ်ဆိုလို့ရှိရင်ဒါက disaster ဖြစ်တယ်ပေါ့ disaster ဖြစ်တဲ့အတွက် disaster ရဲ့နောက်ပိုင်းအဓိကကြုံရတဲ့စိတ်ထန်ရာဖြစ်တဲ့ဒီ post traumatic stress disorder ဆိုတဲ့ဟာကိုလူတွေအများစုကကြုံရတာပေါ့နော်ဆိုတော့ဒီဟာရှောင်လို့မရဘူးလူ30ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းကဒီယောဂါကိုခံစားရတယ်အဓိကအဖြစ်အဲလက္ခဏာတွေဘာတွေရှိမလဲဆိုရင်အဲဒါကဒီငလျင် ဖြစ်ပြီးပြီးချင်းနောက်ပိုင်းမှာငလျင်ရဲ့အဲငလျင်ကထက်ခါထက်ခါလှုပ်နေတယ်လို့မျိုးတစ်ချိန်လုံးဒီဟာကိုပဲပြန်ပြီးတော့အိမ်မက်လူမျိုးပြန်ဖြစ်နေတယ်ဒီအဖြစ်အပျက်ကိုပဲတစ်ချိန်လုံးပြန်ပြီးခံစားနေရတယ်ပြီးတော့အနားမှာရှိနေတဲ့လူကရုတ်တရက်ပျောက်သွားတယ်အဲမရှိတော့ဘူးပေါ့နော်အသက်ဆုံးဆုံး သွားတယ်တဘဝတစ်လျှောက်လုံးမှာကြုံရမဲ့အဲဒီအဲအဖြစ်အပျက်တွေကိုတစ်ချိန်တည်းမှာပဲအကုန်လုံးကိုပုံစံမျိုးစုံနဲ့ခံစားလိုက်ရတယ်လို့မျိုးပေါ့နော်မိသားစုလေးပျောက်သွားတယ်ငွေးကွာသွားတယ်အာဆုံးရှုံးမှုတွေတစ်သက်လုံးရှာထားတဲ့စီးပွားတွေဆုံးရှုံးသွားတယ်ဆိုတော့ဒီဟာတွေအကုန်လုံးကိုတစ်ပြိုင်တည်းမှာခံစားလိုက်ရတဲ့အတွက် ဒီလက္ခဏာတွေကအာဆိုးဝါးတယ်ပြင်းထန်တယ်ပေါ့နော်ဆိုတော့ကျမတို့အနေနဲ့ဒီကယ်ဆယ်ရေးသွားမဲ့လူတွေ first responder ပေါ့နော်ဒီကယ်ဆယ်ရေးသွားတဲ့အဖွဲ့တွေဆက်ဆက်ချင်းအာလူအသက်ကိုကယ်ရတဲ့အဖွဲ့တွေနောက်တစ်ခုကကျတော့ဒီမျိုးစုံပေါ့နော် ပုံစံမျိုးစုံနဲ့ရှိကြတဲ့ပရာဟိတအဖွဲ့တွေအလှူရှင်တွေရှိမယ်ကျမတို့ဆိုလည်းအပြင်အနေချိတ်ဆက်ပြီးကူညီရတဲ့အဖွဲ့တွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေအကုန်လုံးအနေနဲ့အာကျမတို့ဒီရုပ်ပိုင်းဆိုင်ရာအကူအညီတွေကိုပေးဖို့အာချက်ချင်းလက်ငင်းပေါ့နော်အာစီစဉ်ချိတ်ဆက်ပြီးတော့အာပေးကြဖို့လိုတယ်အဲ့ဒီလူတွေ စီကိုပုံစံမျိုးစုံနဲ့အရောက်ပေါ့နော်ဒီရေသန့်ဆော့ဆော့ဆရာပြောထားတဲ့အာဆရာမောင်ထူးပြောထားတဲ့ဒီရေသန့် အနောက်တစ်ခုကအလောင်းတည်တဲ့ bad dead body bad ပေါ့နော်ဆိုတော့ dead body တွေကကျမတို့အဒီအရေတွေပေါ့နော်ခန္ဓာကိုယ်ကနေလူသေးအလောင်းကထွက်လာတဲ့အရေတွေကအကျမတို့ဒီလူသေးလူရှင်နေတဲ့အချိန်မှာရှိတဲ့ယောဂါတွေအကုန်လုံးကအသေးသွားတဲ့အချိန်မှာခါတဲ့ဒီပိုးတွေကအပြင်ကိုထွက်လာဖို့ chance ကအမြင့်ဆုံးဖြစ်နေပေါ့နော်ဆိုတော့အဘေးလူကိုကူးနိုင်တဲ့အစားအများဆုံးရှိတယ်ဆိုတော့အဲ့ဒီဟာကိုကျမတို့ကာကွယ်ဖို့ကအဒီလုံခြုံတဲ့ဒီ dead body ထဲတဲ့အိတ်တွေပေါ့နော်အဲ့ဒီဟာတွေကိုကျမတို့ကအာ ပို့ပြီးတော့အဲ့ဒီအဲ့ဒီအိတ်ဒီနဲ့ထည့်ပြီးတော့မှအဲဒီတင်ဂျိုးတဲ့ကိစ္စတွေဆက်ပြီးလုပ်ဖို့လုပ်ရပါတော့။အစိတ်ပိုင်းဆိုင်ရာနဲ့ဆော့ဆော့ဟာကိုဆက်ပြောရမယ်ဆိုလို့ရှိရင်ဒီဒီဒီလိုမျိုးယောဂါဒီလိုမျိုးအ PTSD စိတ်ထန်ရာနဲ့ပတ်သက်တဲ့အပြင်းထန်တဲ့လက္ခဏာတွေကြုံရပြီဆိုလို့ရှိရင်အဲကျမတို့ကဒီဒီ first responder တွေပဲဖြစ်ဖြစ်ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လူတွေပဲဖြစ်ဖြစ်ကျမတို့ဒီဘက်မှာဆိုလဲတင်ဒန်းတွေပေးနေကြတာအများကြီးရှိတယ်ပေါ့နော်။ဒီ psychological first aid လို့ပြောရဲအဲရှေးဥတုနာပြု စိတ်ပိုင်းဆိုင်ရာရှေးဥတုနာပြု ူပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကိုကျမတို့ချက်ချင်းလက်ငင်းထိထိရောက်ရောက်နဲ့ပေးဖို့လိုတယ်အဲဒီလူတွေကိုအဓိကအားဖြင့်ကျမတို့က psychological first aid ကိုပေးဖို့ဆိုတာကဒီ PTSD လို့ပြောတဲ့ဝေဒနာတွေမခံစားရအောင်အပြင်းထန်တဲ့ဟာတွေမခံစားရအောင်လက္ခဏာတွေသက်သာသွားအောင်လုပ်ပေးဖို့ဦးတည်တယ်ပေါ့နော်ဆိုတော့အဒီ ဒီလိုမျိုးငလျင်တံကိုကြုံလိုက်ရတဲ့လူတွေကို psychological first aid ပေးတော့မယ်ဆိုရင်အဲကျမတို့ကအဲဒီစိတ်ပညာအထူးပြုလေ့လာသူတွေလည်းဖြစ်စီရမလို့အဲ counselor တွေလည်းဖြစ်စီရမလို့ဒါပေမဲ့ဒီပုံမှန်ကျမတို့ first responder အုပ်စုတွေပေါ့ဆောဆောကပြောတဲ့အဲဒီလူတွေကလူတွေ၄ percent နေပဲပေါ့နော်သူတို့အနေနဲ့သိထားသူတို့အနေနဲ့ဒီပေးနိုင်မှုအတွက်ပြင်ဆင်ထားရမယ့်အချက်က၃ချက်ရှိတယ်ပေါ့နော်ဆောဆက်ချင်းကကျမတို့ဘာလုပ်ကြမလဲဆိုရင် ဒီလေ့လာရမယ်ပေါ့နော် look ပေါ့အင်္ဂလိပ်လို့ဆိုရင် look ဆိုတဲ့ဟာကြတော့ကြည့်မယ်ကိုပေးရမယ့်အဲဒီလက္ခဏာတွေခံစားနေရတဲ့လူကိုစီကိုရောက်လာတာပဲဖြစ်ဖြစ်ကိုက သွားပြီးတော့အဲ့ဒီနေရာကိုရောက်သွားတဲ့အချိန်မှာဒီလက္ခဏာတွေကြုံနေရပြီဆိုပြီးတော့မြင်လိုက်တာပဲဖြစ်ဖြစ်အဲ့ဒီလူကိုကျမတို့ကပေးတော့မယ်ပေါ့နော် psychological first aid ပေးတော့မယ်ဆိုရင်သိရမယ်အရင်ဆုံးသူဘာတွေဖြစ်နေလဲသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကအာဘယ်လိုတွေခံစားနေရလဲပြင်းပြင်းထန်ထန်နေအာစကားတွေတောင်းရောက်မြောက်ရောက်ပြောနေရမျိုးတွေနောက်တစ်ခုကကြတော့အာဒီဟိုစကားတွေပြောနေရမျိုးတွေနောက်တစ်ခုကကြတော့အာဘာတွေသူသူသူ သူ့အနေနဲ့ခရောင်းခြောက်ခြားတွေဖြစ်နေသလားအဲမိသားစုတွေဝေးကွာတဲ့အတွက်ဒီမှာတငုံငုံတည်ကြီးပေါ့နော်အဲ့ဒါမျိုးတွေဖြစ်နေသလားအဲ့ဒါမျိုးတွေဆိုရင်ကျွန်တော်တို့ဘာစကားမှမပြောဘဲနဲ့သူ့ကိုထွေးထွေးပွေးနှစ်သိမ့်ထားတာသူ့ရဲ့လက်ကလေးကိုဖြစ်ဖြစ်ကင်ထားတာဒါမျိုးတွေနဲ့ကျွန်တော်တို့စားဖို့တင်တယ်အာ အဖြစ်အပျက်အသေးစိတ်တွေကိုအမားကြီးဘာလို့ဆုံးရှုံးသွားတာလဲအဲ့လိုမျိုးအသေးစိတ်တွေကိုကျမတို့မမေးမမေးကြဖို့လိုတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ခရီးလနာတွေပို့ပြီးစိုးမသွားအာ look ဆိုတဲ့ theme အရာဟာတွေပါတယ်ပြီးသွားတဲ့ခါကျရင် listen သူကသူ့ရဲ့စိုးနှင်ကြည်ကွဲနေတဲ့ခံစားချက်တွေနည်းနည်းငြိမ်လာပြီဆိုတဲ့အချိန်ကျရင်အဲသူပြောချင်လာတာရှိလိမ့်မယ်ပေါ့နော်ဥပမာသူ့ရဲ့သားလေးကဘလို့ဆုံးရှုံးသွားတာသူ့ရဲ့မိခင်ကဘလို့ဖြစ်သွားအဲ့ဒါမျိုးတွေကိုကျမတို့နားထောင်ပြီးဖို့လိုတယ်နားထောင်ပြီးတဲ့နေရာမှာကျမတို့ကအဲကိုဟိုစာဒီ empathy လို့ပြောတဲ့ဒီကိုချင်းစာတရားကိုအရှိဆုံးထားရမယ်ပေါ့နော်ပြီးရခါကျရင် तू ပြောတဲ့ဟာကိုကြားအောင်နားထောင်ဝင်ပြီးရခါကျရင် तू ကိုအာနားမလည်လဲပဲအဲမာ तू ပြောတဲ့ဟာတွေတောင်ရောက်မြောက်ရောက်တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာတွေကိုကျမတို့ကိုယ့်ဟာနဲ့ကိုအာဒီ active listening ပေါ့နော်တေချာနားထောင်ပြီးတော့မှကြားအောင်နားထောင်ပြီးတော့မှအဲကိုချင်းစာတရားလေးနဲ့အဲ့လိုမျိုးမိကွန်းတွေအများကြီးမေးတာမျိုးမဟုတ်ဘဲနဲ့အာနားထောင်မယ်ကိုနားလေချောင်းလက်ဟန်မူရာကိုမူရာလက်ကလေးကိုစုပ်ကင်ပြီးထားတာဒါမျိုးတွေနဲ့ကျမတို့ပြဖို့လို တယ်ပြီးတဲ့အခါကျရင်သူနည်းနည်းတည်ငြိမ်လာပြီသူပြောချင်တဲ့ဟာတွေကိုလည်းကိုကနားလည်လာပြီဆိုရင်သူလိုအပ်တဲ့ချက်လိုအပ်ချက်တွေပေါ့နော်ဥမာသူ့မိသားစုနဲ့ဝေးကွာသွားတာဆိုရင်အာသူ့မိသားစုကိုပြန်လိုက်ဖို့အတွက်အဲချိတ်ဆက်တဲ့အကူအညီတွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က link လို့ခေါ်တယ်ဆိုတော့အဓိကအဖြစ် look listen link ပေါ့နော်အဲ့ဒီသုံးချက်ကိုကျမတို့က first responder တွေဒီတွားရောက်ပြီးတော့အကူအညီပေးတဲ့လူတွေအနေနဲ့ဒါလေးကိုလုပ်ပေးခြင်းအပြင်ကျမတို့ကအာစိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးတယ်လို့ကျမတို့ကယူဆလို့ရတာပေါ့နော် အဲဒီနိုင်ငံတကာမှာလည်းဒီဇယ်စက်တာတွေဖြစ်ကြတယ်ပေါ့နော်ဖြစ်တဲ့အခါမှာကျွန်တော်တို့နောက်ပိုင်းသုတေသနတွေအရာပြောတာဆိုလို့ရှိရင်အဲဒီ disaster အပြီးမှာဒါမှမဟုတ် disaster ဖြစ်နေတဲ့ကာလအတွင်းမှာရရှိလိုက်တဲ့စိတ်ပိုင်းဆိုင်ရာအထောက်ပံ့ပေါ့နော်နည်းနည်းလေးပဲဖြစ်ဖြစ်ဒီဟာလေးကအများကြီးသုံးတဲ့ပါတယ်ဒီဟာလေးကိုရလိုက်ခြင်းအပြင်လူတွေကနောက်ပိုင်းမှာ PTSD လို့ပြောတယ်ဒီဆိုးဝါးပြင်းထန်တဲ့ဒီစိတ်ဝေဒနာပေါ့နော်ဒီအဲစာဘာလဲဒီစိတ်ဒဏ်ရာပေါ့ဒီအဲပြင်းထန်တဲ့ ဖြစ်ပျက်ကြီးတစ်ခုရဲ့အနောက်မှာကြုံလိုက်ရတဲ့အနောက်မှာနောက်ဆက်တွဲပါလာတဲ့စိတ်ထန်ရအောင်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုအအများကြီးကြော်လွှားနိုင်ကြတယ်ဒါအဲ့ဒီအချိန်လေးကအရေးကြီးတယ်သူတို့အဲ့ဒီအချိန်လေးမှာကျမတို့ထိထိရောက်ရောက်လေးအပေးနိုင်မှုပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကအရေးကြီးရယ်ဆိုတော့ကြောင့်မလို့ကျမဒီနေရာမှာအဲ့ဒီဟာလေးကိုအဒီ psychological first aid လို့ပြောတယ်ရှေးဥတုစိတ်ပိုင်းဆိုင်ရာရှေးဥတုနာပြုမှာအအဓိကလှုပ်ဆောင်ရမယ့်လုပ်ငန်းသုံးခုကိုအဝေးမျှခြင်းဖြစ်ပါတယ်ဟုတ်ပါဟုတ်တယ်မတော်ဘူးဒီ စိတ်ဝေဒနာနဲ့ပတ်သက်ပြီးကျွန်တော်တို့အများသောအားဖြင့်လူတွေကတော့ကိုယ်ခန္ဓာမှာတန်ရရတယ်ဆိုလို့ရှိရင်တော့ဒါမြင်တာတော့ဗောလေကိုယ်ရတာလို့စိတ်တွေမှာတန်စိတ်မှာလည်းမကျဲမာတာတို့ဒီတန်ရရတယ်ဆိုလို့ရှိရတယ်ဒါနဲ့ပတ်သက်ပြီးတော့ကိုတောင်းထုတ်ပါဘလို့မြင်လဲခင်ဗျအခုကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုအခုကျွန်တော်တို့ပကြသေးခင်ကအထီးပဲเนาะကျွန်တော်တို့ အကိုကိုဗစ်ကြောင့်တိကျပျက်စီးရတာတွေရင်ဆိုင်ရတယ်เนาะဒီဆီဆိုဆီယာနာတိုင်းတစ်ထပ်ကြောင့်ရတယ်เนาะဟိုပြီးတော့အခုစင်ပြီးတောင်းနေတဲ့နေရာတွေဆေးဘေးရှောင်နေရတဲ့နေရာတွေအပြင်ကိုအခုလိုမျိုးဂလင်တန်ပေါ့เนาะဒီတသက်နဲ့တကူပေါ့เนาะနှစ်ပေါင်းတရာတွေအစိုးဆုံးဂလင်တန်နောက်ဆက်တွဲတွေရတယ်ကျွန်တော်တို့နှင်းနဲ့ချီပြီးခံရမယ့်အလားအလာတွေဖြစ်နေပြပေါ့เนาะဆိုတော့ကလေးတွေရောလူငယ်တွေရောလူကြီးတွေရောအရွယ်သုံးပါအားလုံးပါအဲစိတ်ကျမ်းမာရေးထိခိုက်တယ် ဆိုတဲ့အခြေအနေကလေဟိုဟိုဖြစ်မယ်ထင်တယ်ဒီတတပါတာမန်လေးဖြစ်တာစိတ်ထိခိုက်တဲ့စိတ်ချဆင်းတာစိတ်ဖိစီးတာကနေမှလေဆိုးဆိုးရွားရွားအလုံးလုံးကြိုင်ကြိုင်တဲ့အခြေအနေမှာဖြစ်လောက်တဲ့အထိပေါ့နော်အဲ့လိုမျိုး level မျိုးစုံနဲ့တွေ့မယ်ဆိုလို့ရှင်ပြောပါတယ်နော်ကျွန်တော်ဟိုစိတ် အဲ့လိုမျိုးအဆင်မျိုးစိတ်ယောဂါရဲ့အဆင်မျိုးကိုဆရာမတို့ဘူဆွေးနွေးနိုင်ပါဘူးနော်စိတ်ယောဂါအဆင်မျိုးဆိုတာကျွန်တော်တားဟိုစိတ်စိတ်စိတ်ယောဂကိုကျမ်းမာပါတယ်ဆိုတော့လူတယောက်ပင်လေလေဟိုနော်ဟိုအလုပ်အကိုင်းအဆင်ပြေတာလေတခုခုကိုဟိုဆုံးရှုံးသွားတာလေးတီတီမောမောလေးတွေရစားနော်စိတ်ဖိစီးမှုတွေခံစားပြီးတော့နော်အဲ့အဲ့ဟိုအိမေယာစားမဝင်နေဖြစ်တတ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ရင်ဆိုင်ရမယ့် effect တွေကရှိမှာဟိုမိုင်ပေါင်းများဆိုတာနှစ်ပေါင်းများဆိုတာခံရမယ့်အလားအလာမြင်နေရတယ်ပေါ့နော်ဟို အမအမတန်ဆိုရင်ကြာကောင်းပါတယ်လောလောဆယ်မှာအရေးကြီးဆုံးကအဲဒီ psychological first aid ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဟာကိုသင်တန်းနေပေးရပေါ့နော်နောက်တခြားဟာတွေလည်းအများကြီးရှိပါတယ်အခုတခုအားသာချက်ရှိတာဆိုတော့ကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့အဲဒီအဆင်စင်သောဟိုဟာဒုက္ခတွေပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကဟိုဆိုတာအဲနှစ်တိုင်းမှာကြုံလာတဲ့ခါကျတော့လူတွေရဲ့ စိတ်ဓာတ်ရတဲ့တအားများတော့အဲ့ဒီဟာတွေကဒီစိတ်ကျမ်းမာရေးစောင့်ရှောက်မှုဆိုတာကလိုအပ်ချက်ဖြစ်လာပါတော့။ဆိုတော့အရင်တုန်းကတော့ကျမတို့ဒီစိတ်ကျမ်းမာရေး2000အဲဒီ2021မတိုင်ခင်တုန်းကတော့စိတ်ကျမ်းမာရေးကိုအဲကျမထင်တယ် အစိုးရတွေကလည်းတိတ်ပြီးတော့ဟိုအာယုံဆိုင်ကြမယ်လို့မထင်ဘူးပေါ့နော်အဲ့ဒီမရှိနေဘူးပေါ့ဒါပေမဲ့2021နောက်ပိုင်းမှာ အရန်ကြီးတဲ့စိတ်ထမ်းရာတွေကိုကြုံလာတဲ့ခါကျတော့စိတ်ကျမကြီးစောင့်ရှောက်မှုဆိုတဲ့ဟာကိုအဝိုင်းပြီးတော့လှုပ်လာကြတာကိုလည်းကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအဲကျမတို့ဒီစေပညာရှင်တွေမကဘူးဒီအဲကျမထင်တဲ့လူငယ်တွေပေါ့နော်ဥဆောင်ပြီးတော့ engineer ဘိုင်းကလူငယ်တွေလည်းပါကြတယ်သူတို့တွေအဲဒီဟာ awareness လုတ်တဲ့ဟာတွေပေါ့နော်ဥမာအဲဒီအန်ဆောပြောရဲစိတ်ဖိစီးမှု anxiety တွေ depression တွေ အဲ့ဒါတွေကဘလူးလက္ခဏာတွေဖြစ်တယ်အဲ့ဒီဟာတွေကိုဘလူးကြော်သွားရမယ်ဆိုတော့ကျမထင်တယ်ပညာရေးစကားနဲ့ပြောမယ်ဆိုရင် PR to PR ပေါ့နော်ကျမတို့ဒီကိုယ်တိုင်ခံစားရတဲ့အခါမှာကိုယ်ဖြတ်သန်းခဲ့တဲ့ self care ကိုဘလူးလုပ်တယ်ပြီးတဲ့အခါကျတော့အခုကိုကိုခဏလေးအနားယူလိုက်ကြဖို့ပေါ့နော်တော်ရင်လုံလုံရေးလုပ်တရားအရင်ကိုဖိစည်းလာတယ်အနေ့တူကကြုံရတဲ့တည်င်းနေလူတွေတေကြတယ်ဆိုတဲ့ဟာတွေလေးရင်အဲဘုံကျဲလို့တည်သွားတဲ့တည်နေအဲ့ဒီဟာတွေကိုတောက်လျှောက်ကင်တွယ်နေရတဲ့လူတွေဟာ self care လို့ရတယ်ဆိုတော့အဲ့ဒီဟာတွေကိုကျမတို့က အချင်းချင်းပေါ့နော် self care ခဏလေး break လုပ်ကြဖို့ပြီးရင်တယောက်နဲ့တယောက်အဓိကအဖြစ်တော့ဆွဆပြောရဲဒီ stigma ပေါ့နော်စိတ်ကျမ်းမာရေးမကောင်းတဲ့လူကိုပြစ်ပယ်လိုက်တဲ့ဟာမျိုးအဲအဲ့ဒါကလုံးဝအဲဆိုးရတဲ့အဆင်ကိုရောက်သွားပြီပေါ့နော်လူကဟိုကိုကိုကိုလည်းမဆောင်ရှောက်နိုင်တော့ဘူးကိုရဲ့ဘေးနားလူတွေကိုလည်းမဆောင်ရှောက်နိုင်တော့ဘူးကိုလုံးနေတဲ့နေ့တူအားလုပ်တွေကိုလည်းမလုံးနိုင်တော့ဘူးဆိုတဲ့အနေအထားရောက်သွားပြီဆိုရင်တော့အဲကျမတို့ဒီလုံးဝလွတ်သွားတာပေါ့နော်အဲ့လိုမျိုးလူတွေကိုဆိုရင်တော့ကျမတို့ကဒီ treatment လို့ပြောရဲဆေးဝါးလိုအပ်မှုတွေလည်းရှိကောင်းရှိလာနိုင်တယ်ဆိုတော့အဲ့ဒီဟာတွေကိုကျမ တို့ကချိတ်ဆက်ပေးဖို့လိုလာတယ်ဆိုတော့အာ အစိုးရပိုင်းအနေနဲ့ဘာတွေလှုပ်တင်လဲဆိုရင်တော့ကျွန်မမြင်တာတော့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့သူတို့အရင်ဆုံးအစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ policy ပေါ့နော်အရင်ဆုံးကျွန်မတို့ချဖို့လိုတယ်အစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ policy ကိုချရတဲ့အခါမှာအသက်ဆိုင်ရာပညာရှင်တွေပေါ့နော် psychiatrist department psychologist department ဒီ clinical ထဲမှာလုပ်နေတဲ့ nurse တွေအစ social worker တွေအစအကုန်လုံးပါတဲ့ unit လိုမျိုးနဲ့သူတို့ဆွေးနွေးဖို့ workshop လုပ်ဖို့လိုတယ်ပြီးတဲ့အခါကျရင်ကျွန်မတို့ reference system ပေါ့နော်ဘယ်လိုလူမျိုးတွေဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေဖြစ်လာပြီဆိုရင် ဒါ disorder ပေါ့နော်ဒါဆိုရင်အဲ treatment pharmacy လို့ပြောရဲဆေးနဲ့ပတ်သက်တဲ့ဟာကိုပေးဖို့လိုတယ်ပေါ့နော်အဲကျမတို့စိတ်အတက်အကျတွေအရင်ဆိုးလာတဲ့လူတွေဟာဆေးနဲ့မဟုတ်လို့ရှိရင်အဲမခံနိုင်တာတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီအဲ့ဒီဒီအခံစားနေရတဲ့ကိုကာလအရင်ကြာသွားတဲ့ခါကျရင်လူရဲ့အုံနှောက်နဲ့စိတ်ပိုင်းဆိုင်ရာနေပြီးမှကိုခန္ဓာကျန်းမာရေးကထိခိုက်လာနိုင်တယ်အတွက်ကြောင့်မို့ကျမတို့က treatment မိုင်းကိုသွားဖို့လိုတယ်ဒါပေမဲ့အဲ့ဒီအဆင့်ထိမရောက်ဘူးဒါပေမဲ့နေ့တူကအလုပ်ဒီမှာလည်းနည်းနည်း တိတ်ပြီးတော့မထိန်သိမ့်နိုင်တော့ကိုယ့်ရဲ့စဉ်းစားချက်တွေညအိတ်မပြောတဲ့ကာလတွေများလာတယ်အဓိကအဖြစ်ပေါ့နော်ညအိတ်မပြောတဲ့ sleeping disorder တွေဝင်လာပြီဆိုလို့ရှိရင်เนาะအဲကျမတို့ဘယ်လိုမျိုး psychotherapy လို့ပြောတဲ့အဲဒီကျမတို့စကားပြောပြီးချင်းဒီ psychologist တွေရဲ့အခန်းကဏ္ဍပေါ့နော်အဲ့ဒါတွေကိုကျမတို့ referral ဘယ်လိုလုပ်ကြမလဲရှိနေတဲ့ service တွေရဲ့အဲသွားနေတဲ့လမ်းကြောင်းတွေ regulation ဘယ်လိုလုပ်ကြမလဲဆိုတဲ့အပိုင်းတွေကိုကျမတို့အစိုးရဘက်ကစဉ်းစားဖို့လိုတယ်အဲ အဲစဉ်းစားပြီးတဲ့ခါကျတော့ဒီ referral system မှာလည်းဘယ်လို service တွေကတော့ယုံကြည်စိတ်ချရတယ်ဘယ်လို service တွေကတော့အာဘယ်လိုမျိုး regulate လုပ်ဖို့လိုတယ်ဒါမျိုးတွေသူတို့က high line တွေချပေးဖို့လိုတယ်အဲကျမတို့ပညာရှင်တွေအဲလေ့လာသူတွေပေါ့နော်အပိုင်းဘက်ကလည်းအာဒီ need ဒီ hotline တွေဖွင့်ပေးရမယ် hotline တွေနဲ့အာဒီလိုမျိုး self care လိုလာတဲ့လူတွေနောက်တစ်ခုကကျတော့ အခုဆိုရင်ကျမတို့ Juju Safe Space တို့ဘာလို့လဲသူတို့လုပ်ပေးနေကြတဲ့ volunteer တွေခေါ်တဲ့ train နေပေါ့နော်ဆိုတော့ပြီးရခါကျတော့သူတို့ရဲ့စီမာ24နာရီ hotline နေနောက်တစ်ခုကဒီ Medtown Clinic တို့ဘာလို့မှဆိုလဲအဲကျမတို့ဒီ master တက်နေတဲ့အကြောင်းသားတွေကနေပြန်လာပြီးတော့မှ volunteer လုပ်ပေးတယ်သူတို့အချိန်နေနဲ့ပေါ့နော်ပေးပြီးတော့မှ counselor counseling သွားယူလို့ရတယ်ဆိုတော့ဒါမဲ့တစ်ဖက်ကပြန်ရှိတာကြတော့ဆော့ဆော့ပြောရဲကိုကစိတ်ကျမ်းမာရေးမကောင်းဘူးလို့ ဒါတွေကိုယူတယ်ဆိုတာကိုကစိတ်ချမ်းသာရေမကောင်းဘူးလို့ကိုကိုကိုပြန်ပြီးတော့ stick မှာလုံနေတဲ့ဟာတွေလည်းရှိနိုင်သေးတယ်ဆိုတော့အဲ့ဒီဟာတွေကိုလည်းကျမတို့က awareness ပေးဖို့ပေါ့နော် psycho education ဆိုတဲ့ဟာတစ်ခါပြန်လို့ရပေါ့ psycho education ကိုကျမတို့ဘယ်လိုတွေပေးမလဲအာအရင်တုန်းကဆိုရင်ဒါတွေကစိတ်ပိုင်းကြရင်စိတ်ပိုင်းချမ်းသာရေစိတ်ပိုင်းဆိုင်ရာချမ်းသာရေကိုကိုပိုင်းဆိုင်ရာချမ်းသာရေလို့ပဲအဲမတွေးဘဲနဲ့လျှို့ရှုထားခဲ့တဲ့ကာလတွေရှိခဲ့တယ်အခုကတော့ဒါအရေးကြီးလာပြီဆိုတဲ့ဟာကိုကျမတို့အခြေခံစပြီးတော့အသိပညာပေးဖို့လိုတယ်လူတစ်ယောက်တွေးတွေး ရင်ကြာရင်နှလုံးရောဂါဖြစ်လာတယ်လို့ပဲလူတစ်ယောက်စိတ်ချမ်းမာရေးအဲနေ့တူကစိတ်ဖိစီးမှုတွေများလာတဲ့အခါမှာလူရဲ့အဲအုံနှောက်နဲ့ဒီစဉ်းစားနိုင်စွမ်းလုံကင်နိုင်စွမ်းသူ့ရဲ့နေ့တူကရှင်းသန်နိုင်စွမ်းညချစင်းလာမယ်ဆိုတဲ့ဟာမျိုးတွေကိုကျမတို့ပြောပြဖို့လိုတယ် self care လို့ပြောရဲကိုကိုကိုကာကွယ်ဆောက်ရှောက်ခြင်းဟာဘေးနားလူတွေရောဒီကိုယ့်ရဲ့ပတ်ဝန်းကျင်အတိုင်းအဝိုင်းကိုဆောက်ရှောက်ခြင်းအဲဘာပဲဆိုတဲ့ဟာမျိုးတွေကိုကျမတို့အာ awareness တွေပေးဖို့လိုတယ်ပေါ့နော်အဲ့ဒီဟာတွေကိုကျမအနေနဲ့အဲပြောချင်ပါတယ်ရှင် ကဘာကျေးဇူးမိုက်တင်ပါတယ်နော်ကာဒီငလင်းဘေးဒုက္ခနဲ့အတူဆက်ဖြစ်နေတဲ့ဈေးသတင်းတွေဆက်ရှင်ပါတယ်သူတပြင်စကိုင်းတိုင်းအင်တာဗျူးလူသိမ့်တိုက်ပွဲနဲ့ပလန်တိုက်ပွဲတွေကြောင်းဥမတို့ဆက်ပြီးတော့ပြပြပေးပါလောက်မယ်တော့ဒီအကြောင်းတွဲမှာပေါ့လေဒီလိုမျိုးဒါရှစ်ကောင်စီကလည်းကြီးညာထားတယ်ဒါပဲနဲ့လည်းလေအနေနဲ့ပြစ်ပုံးနေကျဲနေရှိတယ်ဒေါ်လာဖွဲ့စည်းတွေကလည်းအဲဒီခုလိုမျိုးမျိုးသိမ့်တိုက်ပွဲတွေဖြစ်နေတာရှိတယ်ပေါ့နော်ဆိုတော့ဟိုအဲ့ဒီနေရာမှာလေဟိုအခု တခုကတော့ဒါ plan ပေါ့နော်အ plan ဆိုလို့ရှိရင်လည်းအခုသတင်းတွေမှာတွေ့ရတာတော့ဟိုဒီနေရာအချက်ကြာကြတယ်အားလုံး TikTok ဒီ game ဆုံးသဘောမျိုးကိုသူတို့ကဂျင်ညာမျိုးတွေရှိတော့ဒါဒေါ်လာကြီးဘက်ကတော့အားရကြရပြီပေါ့နော်အဲဆိုတော့ပြောတဲ့ဒီ indoor ဆိုလို့ရှိရင်လည်းတကယ်တော့ကျတော့ indoor ကလေအခုမှတိုက်တာမဟုတ်ပါဘူးနော်သူတို့တိုက်နေတာ၈လ9လပေါ့နော်၈လ9လနီးပါ၈လအဲ့လိုရှိနေပါပြီမနစ်က August ထဲကတိုက်ခဲ့တာလို့ပြောပါတယ်တကယ်တော့ပြောပါတယ်ထူးခြားတာကအဲ့ဒီမှာဆိုလို့ရှိရင် ဟို KIA တို့ ABS ရဲ့တို့ပါဝင်ပေါ့နော်ဒီ NUG ကဥဆောင်နေဆိုပြီးねအဲ့ data မှာရှိတဲ့တက်တီအားလုံးတပေါင်းစုအနေနဲ့တိုက်ခဲ့တာဆိုတာဒေါ်လာရင်းအတွက်ကစူးစီးမှုတစ်ခုပေါ့နော်အဲ့လိုမျိုးလဲတွေ့ရတယ်ဗျဟိုနေရာဟိုကလဲစကိုင်းနဲ့ကချင်နေဆက်ပေါ့နော်ဒေါ်အင်ဒေါ်ဆိုတော့အဲ့ဒီမှာဆိုရင်နောက်ထပ်ထူးခြားတာကဒီတခြားတော့ထူးခြားချက်ကဆိုတော့ဆိုတော့ပြောလို့ချင်းမှလည်းရှိလို့ပြင်းနေမှလည်းရှိပါတယ်ဒါပေမဲ့ဒီဒီဟာဒီတိုက်ပွဲကတော့အရန်ထူးထူးခြားလို့ပါ ဘလို့ထူးခြားလဲဆိုရင်ဒီစစ်ကောင်စီရဲ့တတ်မှတ်မှုအဆင့်ကပါဟိုထွက်ပြေးသွားရပြီးတော့ဟိုနောက်ဆုံးအဲတတ်မှတ်မှုကိုပါပေါ့နော်တတ်မှတ်ခုံခွန်ရဲ့တတ်မှတ်မှုကိုပါအဲဖန်ဆီးနိုင်ခဲ့တယ်သူနဲ့အတူတူရဲဘော်တရားလောက်ကိုဖန်ဆီးနိုင်ခဲ့တယ်ဆိုတော့ဟိုကြည့်ရတဲ့သဘောကတော့စစ်ကောင်စီဘက်မှာတော်တော်အင်အားယုံနေတဲ့သဘောရှိတယ်တတ်မှတ်မှုကြီးတယောက်လုံးနဲ့တုတက်ကြီးကိုတော့မှစစ်ကူတွေမလာနိုင်တော့တဲ့အနေထားပေါ့နော်ဒီစစ်ပွဲရတဲ့နောက်ပြီးတော့အခုမဟုံးတိုင်းဆိုပြီးဖြစ်တာမဟုတ်ဘူး အဲ့ဒါဒီ၈လောက်လောက်ရှိပြီးတိုက်နေတာဆိုတော့နောက်နိုင်ငံတော်တင်းတွေဆက်ဖို့ကိုတောင်းလို့ကိုလှည့်ပေးခြင်းပါတယ်ကမ္ဘာနိုင်ငံတွေကဒီတင်းသွင်းတဲ့ကုန်စည်ပုံမှာအမေရိကန်ကစစ်ချက်ကုန်တွေဗြိတိန်စာတိုးကွာလာတဲ့ပတ်သက်ပြီးတော့ဒါခေရိုက်ခံမှုတွေအကြောင်းကိုတောင်းလို့ဆွေးနွေးပေးပါလားခင်ဗျအခုဖြစ်စဉ်ပြောရင်တော့တရုတ်ကိုပထမဆုံး10%စကောက်လိုက်တယ် တမန်တော်ချပြီးတိတ်မချဘူးကတော့ဖေဖော်ဝါရီလဆန်းလာတယ်။တမ်ပါဆန်ကောက်လိုက်တယ်။အခွန်တမ်ပါဆန်ကောက်တယ်နော်ဒီဖန်ဒနိုင်းစီးတွေကတရုတ်ကလာတယ်ပေါ့လေဖန်ဒနိုင်းမျိုးရဲ့စေဝါလုပ်တဲ့ကံပကယ်ပစ္စည်းတွေကတရုတ်ကလာတယ်အဲဒါကြောင့်အဲဒါကြောင့်တရုတ်ကအခွန်တမ်ပါဆန်ကောက်တယ်ပေါ့နော်။အဲတရုတ်ကလည်း15ရာခိုင်နှုန်းပြန်ကောက်တယ်။အဲအမေရိကန်ထပ်ပြီး30တိုးတယ်။30တိုးလိုက်တော့30တိုးလိုက်ပြီးတဲ့အဲအဲ့ဒီအပြင်မှာဒီပြီးခဲ့တဲ့ April 2ရက်နေ့မှာစရတာက Liberation Day လို့ခေါ်ပြီးတော့ နိုင်ငံပေါင်း100ကျော်တွေ့လိုက်ကြတယ်မှာတမရထရန်ကဒီစိုက်ဘုတ်ကြီးကိုင်ပြီးတော့ဒီဆရာကွက်ကြီးနဲ့လေအဲဆရာကွက်ကြီးမှာဒီအဲ့မှာအမြင်ဆုံးကတော့အမြင်ဆုံးတွေကဘာထူးထူးခြားခြားအမြင်ဆုံးတွေပါလာတာတွေ့တယ်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ပေါ့နော်မြန်မာနိုင်ငံကတဲ့အော် American Company တွေကို88%ကောက်တဲ့အတွက်သူကတလားညတာတော့အပြင်44%တဝက်ထက်ကောက်ပြန်ကောက်တယ်ပေါ့နော်အဲ့တော့အဲ့လိုတွတ်ပုံတွတ်နေရဘယ်လိုဖြစ်တာလဲကျွန်တော်ပြန်ရှာကြည့်တဲ့အခါကျတော့ ။ဟုတ်ပါမြန်မာနိုင်ငံကထုတ်လိုက်တဲ့အထည်ချုပ်စက်ယုံတွေအထည်ချုပ်ပစ္စည်းတွေစသဖြင့်ပေါ့နော်မြန်မာနိုင်ငံကအမေရိကန်ကိုတွင်းလာကတစ်နှစ်ကိုဒေါ်လာတန်ပေါင်း900လောက်ရှိတယ်ဆိုပါလို့ဘာလို့တန်ပေါင်း900တဝိုက်ရှိတယ်။ American ပစ္စည်းတွေကိုဘယ်မှာပြီးပြန်ဝယ်တာကနည်းတယ်လေ American ပစ္စည်းကြီးကြီးတယ်နော်မြန်မာနိုင်ငံဆင်းရဲတယ်ဆိုတော့တန်900လောက်ပဲရှိတယ်ဆယ်ဆကွာအစလာကွာတော့သူကသူ့သူ့ရဲ့90ရာခိုင်နှုန်းပေါ့နော်အတန်းပေါင်း600ကျော်တော့သူကဟိုလိုနေတယ် လိုနေတဲ့ခါကျတော့သူကသူ့ရဲ့တွတ်ပုံတဏီကအဲ့600ကျော်ကို900နဲ့စားစားတဲ့ခါကျတော့စားတဲ့ခါကျတော့88%ဆိုတာထွက်လာတယ်အဲ့တော့သူ့ရဲ့သွင်းကုန်လုံငွေပြတာက88%ဖြစ်နေတယ်အဲ့ဒါကြောင့်သူက44ရာခိုင်နှုန်းပေါ့နော်အဲ့အဲ့မှာအဲ့ဒါကဘာလုံးကိုကြီးညာတဲ့ခါမှာသူပြောသူပြောအများဆုံးဟိုတခုပါလာသေးတယ်ပေါ့နော်ဒီ Australia နိုင်ငံရဲ့ကျုံးစုတွေပေါ့နော်လူဝင်နေတဲ့ကျုံးစုတွေပေါ့နော်ဒီ McDonald's ကျုံးစုတွေကပင်ကွင်းတွေပဲရှိတယ် အဲ့လိုနိုင်ငံကအစပေါ့နော်ဒီသွင်းကုန်ချလိုက်တယ်ဆိုတော့ဟိုဟိုပါပေါ့နော်ဟိုဟာဟိုပင်ကွင်းတွေကအမေရိကန်တို့ကထရန့်ကိုလာပြီးတော့ညှိရတော့မယ်ဆိုပြီးတော့အလိုနောက်နောက်ပြောင်းနေကြတာတွေ့တယ်ဆိုတော့ဟိုနောက်ဆက်တွဲတွေကကော်မဏီတွေကဒီတန်ဖိုးတွေကြားတယ်ပြီးတော့အဲစီဝိုင်းအင်ဂျင်နီယာတွေမှစတော့စီတန်ဖိုးကြားတယ်ပြီးတော့နောက်ထပ်ဒီသွင်းကုန်တွေကြားမယ် ပြီးတော့စီးပွားကြမယ်အလုတ်အကင်တွေအလုတ်တွေပြုတ်ကြမယ်ပေါ့နော်အခုတောင်မှကျွန်တော်တို့ဟိုကုမ္ပဏီတော်တော်များများအလုတ်တွေလူတွေ short နေတာတွေအလုတ်တွေဖြုတ်နေတာတွေကြားနေရတယ်ပေါ့ဟုတ်ကဲ့ပါခင်ဗျာအမေတရင်ပတ်ဒီမှာလည်းမြန်မာနိုင်ငံကဘာမှာအချိန်နဲ့မှဖြစ်ပြနေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်တင်ဆက်ပြီးဖို့ရှိရကြောင်းပြောပြနိုင်တယ်ပဲဒီစီဇန်ကိုဆုံးသက်လိုက်ပါစေခင်ဗျာဒီစီဇန်မှာပေါင်းရှင်နေပေးကြတဲ့ဒေါက်တာမိုးစင်းနဲ့ DPP ဖွဲ့သားတွေကိုရောချီးကျူးပေးကြတဲ့ DPP ပေးသားတွေအားလုံးကိုလည်းဒုဗဲကျေးဇူးတင်ချပါတယ်ခင်ဗျာ